ဖရဲဖရပိတမြမင်္ဂလာပါတရင်တုတရင်မာကုစီစီပီအပတ်စင်တင်ပြနေတယ်အပွေးမြင့်အပင်တိသွေးစင်ချင်တရင်အမန်တိအစီစဉ်ကနေပြင်ပြောကျဆူပါတယ်ဒီမှာကတော့စူစူပါဒီနေ့စီစစ်တင်ဆက်ပေးချင်တဲ့တရင်မာအကြောင်းအရပထမတပုတ်ကတော့ပြီးခဲ့တဲ့မေလ17ရက်နေ့မှာမော်ချီတရင်ဆုံဆွဲဂရုကနေဖြန့်ချီခဲ့တဲ့မော်ချီတွင် Starling Wi-Fi ဆက်မြတင်ဆက်မှုအပေါ်ဘောထားထုတ်ပြန်ချက်ဆိုရက်အင်တာနက်တင်ဆက်ခံရတာနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့ဆိုရက် ကရနီမြူတာမြာကပရီတဲ့ KNDF အဖွဲ့သစိပ်ပါထုတ်ပြန်ချက်အတုအကြောင်းပဲဖြစ်ပါတယ်။လူလက်ဆက်ဒေတာတွေမီဒီယာဖြစ်တဲ့ကနေမရီထိုင်းသတင်းဌာနမှာတော့ဖာဆောင်မြို့နယ်မှာကြည်ကြည်သားမှာစတားလင်ဝက်ဘ်ဆိုက်ဆက်သိမ်းဆက်ခံရမှုကိုကရနီမြူတာမြာကပရီတဲ့ KNDF အနေနဲ့ပြည်ထောင်စွာကံကွယ်ကြောင်းထုတ်ပြန်ချက်အတုတဆောင်မီလ73ရက်နေ့မှာလူမှုကွန်ရက်ဆက်မျက်နှာတချို့ကနေထွက်ပေါ်လာတဲ့အကြောင်း KNDF logo design နဲ့ ဲ့ဒီထုတ်ပြန်ချက်ဟာအတူတူဖြစ်ကြောင်း KNDF ဘို့တရင်နေပြင်ကြားရေးတာဝန်ရှိသူကပြောပါတဲ့အကြောင်းအခုလိုထုတ်ပြန်ချက်အမှပြောင်းဝင်မှုဟာပြည်သူနဲ့အဖွဲ့အစည်းကြားရန်တိုက်ပီးနေတာဖြစ်တယ်လို့စစ်ကောင်စီတပ်ရဲ့ဝါရဖြန်လုပ်ငန်းရှင်တခုလည်းဖြစ်နိုင်တယ်လို့မော်ချီချီတာခန်သူကသူ့ရဲ့ထင်မြင်ချက်ကိုပြောပြတဲ့အကြောင်းတွေကိုတရင်မှာဖော်ပြထားပါတယ်အစပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကရင်နစ်မြူသားများကကွေရတဲ့ KNDF တရင်နစ်ပြင်ကြားရေးတာဝန်ခံသူကို Fred Van ကဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ အဲ့ဒီထုတ်ပြန်ချက်က KNTF ကထုတ်ပြန်ထားတာမဟုတ်ဘူးဆိုတဲ့အကြောင်းတည်ဝင်မှုမရှိတဲ့ထုတ်ပြန်ချက်အတူဖြစ်တဲ့ဆိုပြီးတော့ Fred Fan ကိုပြန်လည်ဖြစ်ကြခဲ့ပါတယ်။သတင်းဌာနရရဲ့ဖော်ပြချက်အရလွှတ်ချုပ်ရေးအရမွန်ချီဒေတာက Starlink Internet တလပိတ်ထားတာကိုသိရှိရပါတယ်။ဒါပေမဲ့မွန်ချီဒေတာက Starlink Internet သိမ်းဆည်းခံရတဲ့ပတ်သက်ပြီး Greenit မြို့သားများကကွယ်ရေးတဲ့ KNTF ဖက်ကထုတ်ပြန်ချက်ထုတ်ပြန်တာမျိုးတော့မရှိတာကိုသိရပါတယ်။ နောက်ထပ်စီစီတင်ပြပေးခြင်းနဲ့တရင်မှတောင်းရတဲ့ပုဂ္ဂိုလ်ကတော့ပြီးခဲ့တဲ့မေလ16ရက်နေ့ကဖြန့်ချိခဲ့တယ်။ရှန်ကရီနီနယ်စပ်တွင် KNDF တပ်ဖွဲ့မှငွေစက်ကူသူများဖြန့်ဝေနေသည်လို့စစ်ကောင်စီလော်ဘီတွေဖြန့်ချိခဲ့တဲ့တရင်မှတောင်းရပဲဖြစ်ပါတယ်။ဒီတောင်းရကိုရှူနီတာနဲ့မိုင်းဝေ Telegram Channel တွေမှာဖော်ပြထားတာဖြစ်ပြီးတော့မေလ16ရက်နေ့18ရက်နေ့တာမှာဝေယောက်ကြည့်ရှုသူ1000ကျော်ရှိနေတာကိုတွေ့ရပါတယ်။ ရှင်းပြနေတော့ပိုင်းဂရီနီနဲ့ဆက်ပီကင်းရွာအနီးမှာ2025ခုနှစ်မေလ17ရက်နေ့ကငွေလဲငွေထုတ်ပြုလို့ရကနေတထောင်တန်ငွေအစီမှငွေအတု၈သိန်းပါဝင်နေတာကိုတွေ့ခဲ့ပြီးတော့ငွေစက်ကူအတူတွေကိုဒီမော့ဆွအနောင်ချန်ကန်နေယူလာတာဖြစ်တဲ့ကြောင့်ကရနီလူထုအတန်းသတင်းဌာနက2025ခုနှစ်မေလ14ရက်နေ့မှာဖော်ပြထားပါတယ်။အဲ့ဒီဖော်ပြချက်မှာငွေစက်ကူအတူကိုဘယ်သူဘယ်ဝါကစတင်ပြီးတော့ဖြန့်ဝေနေတာကိုတော့ဖော်ပြထားမှမတွေ့ရပါဘူး။ 2025ခုနှစ်မေလ16ရက်နေ့ခင်းရမတီထိုင်တဲ့ဌာနကဖော်ပြချက်မှာလဲအဲ့ဒီငွေသားသူတွေကိုဈေးတဲ့သူကပြီးခင်းကျေးရွာက KB ဆက်ပေးငွေလွှဲငွေချုပ်ပေးတဲ့စာတဆိုင်မှာအရင်ဆုံးလာအပ်ခဲ့တာဖြစ်ပြီးတော့ဆိုင်ကသင်းထက်ဆက်လက်ခံရရှိခဲ့တဲ့အကြောင်းစိတ်ရင်တရားမရှိတဲ့ကျေးရွာမှာငွေဆက်ကိုသူကိုဆက်သိန်းငွေအစီအကြောင်းမှညက်ပြီးလာပြီးတဲ့အတွက်လက်ခံရရှိခဲ့တာဖြစ်ကြောင်းနဲ့ အဲ့ဒီမှာသူကို KB ဆက်ပေးဆိုင်မှာပြန်ပြီးတော့အနန်ခေကျောင်းကိုလည်းသက်ဆိုင်ဝင်သူလက်ခံရရှိသူအမျိုးသားကကနေဝီထိုင်းတရင်ဌာနကိုပြောကြားထားပါတယ်။အဲ့ဒီဖော်ပြချက်မှာလည်းပီကင်းကျွာက KB ဆိုင်ကိုဇီးသက်သူကလာရောက်ပေးဆောင်သွားတဲ့ဖြစ်ကြောင်းကိုဖော်ပြထားပါတယ်။ အဲ့ဒီငွေစက်ကိုသူက KNDF တပ်ဖွဲ့ကဖြန့်ဝေထားတယ်ဆိုပြီးတော့ဆွဆွေရေးတာထားတဲ့ပသက်ပြီးတော့ Federal Bank ကကရိုနီပီကြားကာလအထွေကောင်စီ IEC ရဲ့အထွေထွေအသွင်ရေးမှူးခူပလူတွေကိုဆက်သွယ်မေးမြန်းကြည့်လိုက်တဲ့အခါမှာတော့ဒါကသတင်းအမှားဖြစ်တဲ့အကြောင်းစစ်ကောင်စီ lobby တွေကသူတို့လုံနေကြအတိုင်းတော်လိုင်းရေးအားစုတွေနဲ့လူထုအကြားအထင်မြင်ပုံမှန်အောင်တမင်ရွယ်ပြီးွားတာဖြစ်လာဖြစ်တဲ့အကြောင်းကိုအတိအပြုပြောကြားထားပါတယ်ဆက်ဆက်ပြီးတော့ Greenie ပြည်မှာငွေစက်ကိုအတူကိုထုတ်လုပ်ဖို့ ဖြန့်ချိဖို့အတွက်အချက်အခြားကြားရနေရမှာဟုတ်တဲ့အကြောင်းဒီလိုထုတ်လုပ်ဖို့အတွက်လည်းဤပညာအရင်မြင်အဆက်တူလည်းမရှိကြောင်းမေလ16ရက်ကပြန်လည်ဖြည့်ကြခဲ့ပါတယ်။ရှမ်းတောင်ဂရီနီနယ်ဆက်ပီကင်ကျွာက KB ဆက်ပီငွေလဲဆိုင်မှာငွေဆက်ကူတူတောင်းတန်ပမာဏရှိသိမ်းလက်ခံရရှိခဲ့တာကသတင်းမှန်ဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီငွေစကုတူကိုဈေးသက်တူချန်ကနေလက်ခံရရှိခဲ့ရဖြစ်တဲ့အကြောင်းကိုဒရင်ဌာနရဲ့ဖော်ပြထားမှုကနေစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်စစ်ကောင်စီလိုပြီးတော့ဖြန့်ဝေထားတဲ့အတိုင်းရှန်ဂရီနီနဲ့ဆက်ကျွာတွေမှာ KNJF KNPP တို့တပ်ဖွဲ့တွေငွေစက်ကိုသူဖြန့်ဝေတုံးဆွေးနေရဆိုတဲ့အကြောင်းအရာကသတင်းအမှားဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ဒေါသရှင်တွေအနေနဲ့လည်းလွတ်လပ်တဲ့မီဒီယာတွေမှာဖော်ပြထားတဲ့သတင်းတွေမဟုတ်ပဲအခြားသတင်းတွေကိုအလွယ်တကူမယုံကြဖို့နဲ့တိကျစစ်စစ်ပြီးမှယုံကြဖို့ကျမတို့ရဲ့အပွင့်မြင့်အပင်တိသွေးစင်ချင်းသတင်းအမှန်တိအစီအစဉ်ကနေတိုက်တွန်းချင်ပါတယ်။နောက်တစ်ပတ်မှလည်း ဘလို့တရင်တူတရင်မာကိုစစ်စစ်ပြီးတင်ဆက်ပေးမလဲဆိုတာဆောင်းမြောင်းလားအရှင်ပြကြဖို့တိုက်တွန်းရင်းနဲ့ဒီအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။